မြန်မာပြည်ရဲ့ကန့်ချက်မှာဟိုဘသူကကြိုးကိုက်နေတာလဲဘသူကချက်လက်နေတာလဲတော့တေချာလေးစဉ်းစားကြည့်ပါမြန်မာနဲ့တရုတ်ရဲ့ဂျာဆက်ဆန့်ရေးကျွန်တော်တို့အနာဂတ်မှာတရုတ်ရဲ့လဝဲကြီးအုံမှုအောက်ကနေဘယ်လိုလွတ်မြောက်နိုင်မလဲဒီတော့ကျွန်တော်တေချာလေးနားလည်ဖို့ကနော်မြန်မာနိုင်ငံရေးရဲ့နန်နမိတ်တန်ရာကနေစတာလွတ်လပ်ရပြီးတော့ကချင်ဘက်ကတန်နမိတ်ပေါ့ဗျာ58မှာလွတ်လပ်ရတယ်ဆော့ စပြီးတော့လွတ်လပ်ရတော့နဲ့မြန်မာနဲ့တရုတ်ဆက်ဆံရေးမုတ်တိုင်းထက်တဲ့နိမိတ်ပြဿနာစတော့ပဲမြန်မာနိုင်ငံဟာအာရှမှာတရုတ်ကိုအစောဆုံးအတိမတ်ပြုခဲ့တဲ့နိုင်ငံဒိမော်စီတောက်လို့ရလာတယ်ဒီတော့တရုတ်တပ်တွေမြန်မာမျိုးပေါ်အဲ့မှာကူမီတန်ဆစ်ချုံလို့ထွက်ပြေးလာတဲ့တပ်တွေရှမ်းပြည်တဲကိုရောက်လာတယ်ပေါ့ဗျာကျူးကျော်လာပေါ့ဒါတော့အကြမ်းဖက်တာတွေလည်းရှိတယ်အဲ့ဒီကနေပြီးတော့ဆက်ဆံရေးရှုပ်ထွေးပြီးမိရတဲ့လမ်းကြောင်းပေါ်ကိုတဖြည်းဖြည်းတွန်းပို့လာလား နောက်တစ်ချက်က1954မှာဥနုဥနုနဲ့ချူအင်လိုင်းငိတ်ချရေးမူဝါဒဆိုတဲ့၅ချက်ပေါ်လာတယ်ပြီးတော့နန်နမိတ်တွေကိုတရားဝင်တတ်မှတ်ခဲ့တဲ့ဆိုပေမဲ့เนาะထီမော်ဂေါ်လန်ကမ်ဖန်အဲ့ဒီဟာတော့ရောကချင်မှာတရုတ်စီကိုပြန်ပေးလိုက်ရတာဟာကျွန်တော်တို့တမားရဲ့အဆောက်နာကျင်စရာမတ်တိုက်တစ်ခုအဲ့ဒါအရေးကြီးတယ်အဲ့ဒါနေစတာပဲ မြေတလက်မလောက်လျှော့ခဲ့ရတဲ့အခြေအနေဟာအနာဂတ်အတွက်ကြီးမားတဲ့ပေးဆပ်မှုတွေရဲ့ဏိဒန်းပဲအဲ့ဒါအဲ့ဒီဒီတောင်းရောပေးလိုက်ရတဲ့ဥစ္စာကဗြိတိရှားခက်ကတရုတ်စီရတီတိတ်ထားတဲ့ဆိုတဲ့အကြောင်းပြချင်းနဲ့ပေးရလာဒီတော့ကိုယ့်ရဲ့အဓိကအမြေကိုပေးလိုက်ရတယ်နောက်တစ်ချက်ကနေဝင်းလက်ထက်မှာဆက်ဆက်ရေနည်းနည်းလေးတိုးတက်လာခဲ့တဲ့တရုတ်နဲ့68မှာရန်ကုန်မှာဖြစ်ခဲ့တဲ့တရုတ်ဘက်မှအဓိကရောဟာမီးပွားရေးတစ်ခုကိုပြန်ပြီးလောင်ကျွမ်းခက်ပြန်ရော မြန်မာပြည်သူတွေရဲ့ယဉ်ထဲမှာတရုတ်ပေါ်အကြီးမားဆုံးအမုန်းတရားတွေစတင်မွေးဖွားတာပဲအဲ့ဒီအဓိကရုပ်ဟာနိုင်ငံဆက်ဆံရေးစောက်ကြီးပြတ်တောက်သွားတယ်အဲ့ဒါရဲ့နောက်ဆက်တွဲတရုတ်ဟာမြန်မာပြည်ကွန်မြူနတီပါတီဘကပကိုအားပေးခဲ့တယ်ထောက်က68မှာတရုတ်မြန်မာနယ်စပ်ဘကပရဲ့အရှိမောက်အလွန်မြောက်ဒေသဆိုပြီးပေါ်ထွက်လာတယ်အဲ့ဒါကပြည်ရင်းစစ်မီးကိုပို့ပြီးအားဖြည့်ပေးလိုက်တဲ့အခြေအနေဖြစ်သွားတယ် အဲ့လိုမျိုးဖြစ်နေတဲ့အခြေအနေကိုပြန်ပြင်နိုင်ခဲ့တာက1987မှာမြန်မာအစိုးရဟာကုလသမဂ္ဂမှာတရုတ်ပြည်ဖက်ကနေပြီးတော့မဲပေးခဲ့တာအဲ့ဒီကနေစပြီးတရုတ်အစိုးရဟာမြန်မာနိုင်ငံနဲ့စီးပွားရေးအကူအညီတွေနဲ့ထောက်ပံ့လာခဲ့တယ်ဒါဟာနိုင်ငံတကာမျက်နှာစာမှာမြန်မာအလဲပြောင်းတစ်ခုစဖြစ်တာတရုတ်ရဲ့ကူညီမှုဆိုတဲ့တော့ရွှေချီငွေချီလိုမျိုးပဲမြန်မာပြည်ကိုတဖြည်းဖြည်းရစ်ပတ်ဆပ်ပြုလာတဲ့အချိန်အဲ့ဒါစတာပဲတစ်ဖက်ကထောက်ပံ့လိုက်မဲပေးလိုက်ကူညီလိုက်နောက်တစ်ဖက်က အလကားကူညီတာမဟုတ်ဘူးနော်တခုခုပေးလိုက်ပြီဆိုရင်ဥပမာရဲရွာကြီးအာလီယာစစ်တို့တန်လျင်တရားတို့အဲ့တော့ तू လောက်ပြီလားနော်သူတို့ကလည်းတိုးတက်ဆဲပဲဒါပေမဲ့ तू လောက်ပြီခဲ့တာတဖြည်းဖြည်းလက်ဘင်းကိုစတင်ပြီးဂျိုဝင်ဆော့လာတယ်တရုတ်စစ်ကောက်စီရဲ့အသက်သွေးကြောနဲ့တရုတ်ရဲ့လက်ဝဲကြီးအောက်တော်က88အရေးတော်ပုတ်အပြီးနဝတစစ်ကောက်စီစစ်ဆိုးရခက်မှာအနောက်နိုင်ငံဖိအားကြောင့်ဒီစစ်ကောက်စီကပြပြရခနိုင်တဲ့အခြေအနေ ပြောတရုတ်ဘက်ကမလွတ်မလျှောက်တော့အာကိုခိုးဝင်ခဲ့ရတယ်။အဲ့မှာတရုတ်ကလည်းမြန်မာနယ်စပ်ကုတ်သွဲရေးစဖွင့်တာစစ်ကောင်စီရဲ့အကြိုက်ဖြစ်သွားတယ်ခင်ဗျာအပြုတ်ပေါ်ရောစစ်ဆိုးရအတွက်တွေးကြောဖြစ်လာတယ်။တရုတ်ရဲ့လက်ဖွာအောက်မှာမြန်မာစီးပွားရေးရှင်းတန်ခဲ့ရတာအဲ့လိုနဲ့တရုတ်ဟာမြန်မာနိုင်ငံကိုနိုင်ငံရေးရဓာတ်ရိုက်မဆော့ဖက်ဖဲနဲ့နောက်ွက်ကနေစတင်ပြီးကျိုးဆွဲချက်လက်တဲ့သူဖြစ်ပို့ပြီးဩဇာကြီးမားလာတယ်။ဆိုလိုတာကအစ် အစိုးရရဲ့အသက်ရှူတန်တိုင်း တရုတ်ရဲ့ဩဇာလွမ်းမှုမှုနဲ့အသက်ရှူနေတာအဲ့လောက်ထိပြောလို့ရတယ်ဒီတော့နှစ်ထောင်ပြည့်နှစ်ရောက်ပါတယ်တရုတ်ဟာမြန်မာနိုင်ငံမှာစီးပွားရေးတဘာဝတရားစတာအစွမ်းအစီမံကိန်းတွေအနေပြီးတော့နည်းနည်းရှိုင်းရှိုင်းပုံပြီးပါဝင်လာတယ်ဒါပေမဲ့အဲ့ဒီစီမံကိန်းတွေဟာပြည်သူတွေရဲ့ကြီးမားတဲ့စံကျင်မှုနဲ့ကြီးပဲရင်ဆိုင်ခဲ့ရတယ်ဥပမာ2017အာမြေဆုံနောက်ဒီလေဗဒေါတောင်နော်အဲ့လိုကိစ္စရတွေဟာတရုတ်မြန်မာဆက်ဆံရေးမှာညှိနှိုင်းတဲ့သဘောထား နောက်ဆုံးတော့လည်းတဆင့် shot ပေးလိုက်ရတယ်မြင်လေဗရာတာမှာဆိုရင်ဒါအဒီကရိုးတွေနဲ့ဒါဓာတုဘုတ်တွေတော့ပြစ်ခွဲတယ်နောက်ဆုံးတော့မလုံနဲ့ဆိုတော့မဟုတ်ဘူးအကောင်းဆုံးလုံမယ်ဆိုတဲ့ဟာမျိုးနဲ့လုံဖွင့်ပေးတဲ့အခြေအနေကိုလိုက်ရောခဲ့တယ်နောက်တစ်ချက်မြင်ဆော်ကကျတော့ပြပြထက်ထက်ကန့်ကွက်တယ်ပြီးတော့ဆိုလိုချင်တာကတရုတ်ရဲ့အကျိုးစီးပွားဟာမြန်မာပြည်သူတွေအပေါ်မှာဘယ်တော့မှစေတနာအမှန်နဲ့ကောင်းကျိုးအတွက်လုပ်ခဲ့တာမဟုတ်ဘူးမြန်မာပြည်သူတွေရဲ့စံတော်နဲ့တစ်ထပ်တည်းမကြောက်ဘူး နီယိုကိုလိုနီလက်ဆင်လို့ခေါ်တဲ့ခေတ်သစ်ကိုလိုနီနယ်ချဲ့မှုပုံစံတစ်မျိုး2015ရွေးကောက်ပွဲရောက်သွားတယ်။နော်အဲ့ဒါတွေကအသေးစိတ်မပြောတော့ NLD အစိုးရကတရုတ်ဆက်ဆံရေးပြန်ညှိယူခဲ့ပေမဲ့ရခိုင်ကြောက်ဖြူစီမံခန့်ခွဲမှာတရုတ်ပုံမှုအရေးပါလာတယ်။မြန်မာနိုင်ငံကိုတရုတ်ကဘာစီးပွားရေးရဲ့ပိုက်ကွန်ထဲပို့ပြီး အကျော်ဆွဲဆွဲပြီးတော့ထည့်ခဲ့တာ။ဒီတော့ မြန်မာနဲ့တရုတ်ဆက်ဆံရေးဟာဘလို့အခြေအနေမှာပဲကြီးကြီးအတက်ကိုကြီးလိုက်ရင် line တက် line ဆင်းတဲ့ကျွန်တော်တို့ခံရတာကြီးပဲအခုလည်းတရုတ်ဟာမြန်မာနိုင်ငံရေးကိုကျွန်တော်တို့ထင်ထားတဲ့ပုံပြီး net shine တဲ့အကျိုးသက်ရောက်မှုတွေရှိနေတုန်းဒီတော့တရုတ်သားမြန်မာနိုင်ငံရေးကထွက်သွားမဲ့ဥပမာဒီမိုကရေစီလမ်းကြောင်းစစ်အာဏာရှင်ကြားတရုတ်မပါတော့ဆိုရင်ပိုတင်ငြိမ်လာမလားစဉ်းစားကြည့်ပါမြန်မာလက်နက်ကတော်နိုင်အောင်ပွဲခံနိုင်မလားတရုတ်မပါတော့ဆိုရင် ေချာတော့တော့တရုတ်အပိပထောက်ခံမှုမရှိရင်စစ်ကောက်စီစစ်အစိုးရအသက်ရှူလမ်းကြောင်းကျက်လာမယ်တဘာဝတရားစတာလက်နက်နိုင်ငံတကာဒီပလိုမစီစတာတွေမှာစစ်ကောက်စီအသက်ရှူပေါက်ပိတ်သွားမှာ yes or no ဒီတော့စစ်ကောက်စီအစိုးရဟာအကြမ်းဖက်မှုဆက်လုပ်ဖို့ခက်လာမှာပဲတရုတ်ကနောက်ကျောင်းကနေကိုင်ညီမှုမရှိဘူးဆိုရင်လက်နက်ကိုက်ဒေါ်လာရေးအနိုင်ရဖို့ပို့ပြီးမြန်ဆန်လာလိမ့်မယ်ဖိချော်စဉ်းစားကြည့်အဖြေကအဲ့လောက်ရိုးရှင်းနေပါမလား တေချာဆင်းကြည့်နော်ဒါကတော့အလွယ်တကူတွေးနိုင်တဲ့ဟာလေလေတရုတ်ထုတ်ဝိုင်းရင်တော့စစ်ကောက်စီမထောက်ခံတော့ဆိုရင်တော့ဘာညာတရကောင်နဲ့အဖြေအဲ့လောက်ဒီမယိုရှင်ဘူးအောင်ဘွတ်အတွက်အဆင့်၄ဆင့်ရှိတယ်မဟာပြူဟာဘာဖြစ်လို့မယိုရှင်လဲဆိုရင်ဘေးချစ်ကအိနီနာချင်းပြည့်နေလို့သူထွက်သွားလဲမယိုရှင်ဘူးတရုတ်နဲ့ဆက်ဆံရေးဟာလောကဖြတ်လို့မရနိုင်တဲ့ကိစ္စ ဒါအဓိကသတိထားမှာမုန်းတာမုန်းတာတပိုင်းမကောင်းတာမကောင်းတာတပိုင်းအကျင့်မရောက်တာတပိုင်းလောကဖြတ်လို့မရတဲ့ကိစ္စဘယ်အစိုးရပဲတက်တက်ဟုတ်လားတရုတ်နဲ့ဆက်ဆံရေးလောကဖြတ်လို့မရနိုင်ဘူးအောင်မြင်မှုအတွက်အကောင်းဆုံးမဟုတ်ပြပါဘူးကျွန်တော်တို့ကဘယ်လိုဖန်ပြီးမလဲစဉ်းစားကြည့်လေကျွန်တော်ပြောတာဖြတ်လို့မရဘူးကင်းကင်းနဲ့မကြောပေးထားလို့ရတဲ့ဟာမဟုတ်ဘူးမနိုင်လို့လားဒါက ဘသူပဲဘလောက်ပဲအတိုက်ခံပဲဖြစ်ဖြစ်ဆက်ဆိုးရဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်အင်းလို့မရဘူးဆက်ဆံရေးဖြတ်တောက်ပြီးနေမယ်ဆိုပြီးတော့နေလို့မရဘူးအော်ဒရိုက်ကာချက်စီအမြင့်ကောက်လို့လည်းမရဘူးပြီးတော့အဆင့်40ရှိတယ်ကျွန်တော်တို့နိုင်ချင်တယ်ဆိုရင်အောက်အကောင်းဆုံးအောင်မြင်မှုဟာနံပါတ်1အနောက်တကားပိတ်ရှင်းတမ်းမှုဖြစ်နေတဲ့စစ်ကောက်စီကိုအနောက်တကားရှင်းတမ်းမှုအနေပိတ်ဆို့ပြီးဖြတ်တောက်ဖို့လိုတယ်တရုတ်နဲ့ဆက်ဆံရေးဟာစစ်တပ်ရဲ့အနောက်တကား ပိတ်ပုံစံမျိုးနောက်တစ်ခါပိတ်ဆိုတော့ကစီပေါ်ရေးစည်ရေးကုညီနဲ့ဇက်ကုတ်သွေးရေးတွေကိုကျွန်တော်တို့ဖြတ်တောက်မှတာစစ်တပ်ရဲ့စည်ရေးအသားချက်ကိုဖျက်ဆီးနိုင်ပါတိုက်လေလေးစီတွေအရောက်ဝင်နေတယ်ဒီတော့စစ်တပ်ရဲ့စီပေါ်ရေး engine နော်စီပေါ်ရေး engine ကြီးစည်ရေးအားဖြည့်တိုင်းတဲ့ဟာတွေစီတွေနဲ့ဇက်ကုတ်သွေးရင်းနှီးမြှုပ်နှံမှုတွေဖိအားပေးတုံးဟုတ်တခြားနီလန်းတွေရှာပြီးဖြတ်တောက်ဖို့လိုတယ်အဲ့ဒီနော်အပြန့်ပြည့်နေတဲ့စီတွေ ခန်းချောက်သွားရင်စစ်အုပ်စုစစ်ရန်တရားတွေရပ်တန့်သွားမယ်။လက်ရှိစီဒီအလုံးဟာဟိုးမှာဆန့်ရှင်းအောင်နေတဲ့ပြည်ပအနေလေရင်ပုံကျဲနေတဲ့ဆန့်ရှင်းပိတ်ပေးပါပညာပေးတရုတ်ကဝင်နေတာမှာအဓိကမိပဲ။တခြားနေရာဝင်တာမဟုတ်ဘူး။ပြီးတော့ရသူရဲ့အသက်သွေးကြောကိုတကယ်ဖျက်တော့ဖို့လိုတယ်။ဘယ်သူကအခွန်ဂိတ်မှာအခွန်ဝါတာဂိတ်ကိုကောက်တက်စီဘဲလာလာလေးရင်စီဘဲလာလာလော့သွားပတ်စံပေးရပြီဆိုမလုပ်လို့မရဘူးနံပါတ်1เนาะ နီးပညာအတားအဆီးကိုပြန်ဖန်တီးရမှာတရုတ်နီးပညာထောက်ပံ့မှုတွေကိုကျွန်တော်တို့စစ်ကောက်စီစီကိုရောက်လာတဲ့ချောချောမွေ့မွေ့အတော့ပြုလို့မရအောင်စစ်တပ်မျက်စိမမြင်နားမကြားတရင်ဆက်သွက်မှုဖြတ်တောက်ဖို့ကြိုးစားရမှာနောက်နောက်စီးပွားရေးနီလာတဲ့ဟာတရုတ်ကကျတော့ဥပမျက်စုံစီမံကိန်းတို့မျိုးတရုတ်ရဲ့ဓာတ်အားတို့ဆက်သွက်ရေးလုပ်ငန်းတွေကိုထိရောက်တဲ့ဖိအားပေးမှုကိုအာလှုပ်ဆောင်ရမှာမျိုးအရှိန်ရော့ကြောက်သွားအောင်လှုပ်ဆောင်ရမှာသူရဲ့စစ်စင်ရေးတွေက စီးပွားရေးနဲ့တရုတ်ကလာလာစစ်တပ်ကအကြမ်းဖက်တာပြီးတော့စစ်စင်ရေးတွေမှာစစ်တပ်အမောင်တန်းမှာအစံတော်ဝဝဖြစ်သွားအောင်ဒါတရုတ်ကလိုချင်တဲ့အကျိုးစီးပွားကိုလည်းဟန်တာတရုတ်ကအပံ့ပိုးပေးတဲ့ဤပညာကိုလည်းပိတ်ဆို့ဤပညာမဲ့စစ်တပ်ဟာစစ်တပ်ရဲ့လက်တွေဟာမျက်စိနဲ့နားကိုအလိုလိုပိတ်ပြီးသားခြေထောက်ကိုခြိနှောင်တာနဲ့တူတူပဲဤပညာကိုတဏီမုတ်တဏီနဲ့တားဆီးဖို့ကြိုးစားအောင်ပါနံပါတ်3ကဘာပဲလို့လို့အဲ့ဒါတွေအားလုံးကဒေတာခံတွေထောက်ခံမှုယူရမှာ ဒါမဟာပြူကနံပါတ်1ပဲနော်ဥပမာရှမ်းကချင်ကိုကန့်ဒေသတွေဥပမာတရုတ်နဲ့လုပ်ငန်းတွေဟာဒေသခံတွေရဲ့အကျိုးစီးပွားကိုဘယ်လိုထိခိုက်နေလဲဆိုတာကိုလူထုကိုရှင်းပြမှာတရုတ်ကိုတက်ချစ်တက်ချင်းတွားတောက်လို့မရဘူးဒေသခံတွေတောက်လို့ရတယ်မျက်စုံလိုမျိုးပေါ့နော်စစ်တားနေပြီးတော့လက်လက်ကပ်ပြီးတရုတ်ကိုတွားတောက်လို့မရဘူးဒါပေမဲ့ဒေသခံတွေရဲ့အတားစီးနဲ့အရင်ဆန့်ခိုင်းလို့ရတယ် အဲ့လိုလုပ်ရင်မြေပြင်အင်အားတော်လိုင်းဖက်ကိုပုံပြီးအာတန့်လာမှာဒေသခံလူထုရဲ့အင်အားဟာမြန်မာတော်လိုင်းရဲ့မမြင်နိုင်တဲ့အကြီးမားဆုံးခွန်အားနော်ကျွန်တော်တို့နှလုံးသားနဲ့စိတ်ကိုတိတ်ပိုက်ရတယ်ဆိုရင်စိတ်အေးမှာအနိုင်ရှိတယ်လေမြန်မာပြည်သူတွေရဲ့နှလုံးသားနဲ့စိတ်ကိုတိတ်ပိုက်နိုင်မှာအကြီးမားဆုံးအောင်ပွဲဖြစ်တာနံပါတ်၄ချက်ကနိုင်ငံတကာဒီပလိုမစီနဲ့အခန်းကိုကျင်းချလိုက်တာ နိုင်ငံတကာအနေနဲ့တရုတ်မြန်မာနိုင်ငံရေးကိုထိုက်တန်းအစ်စ်အာပါတီယအကန့်ကွက်မှုတွေပြုလုပ်တာမျိုးဥပမာ G7 Quad အာဆီယံနိုင်ငံတွေပါဝင်ပြီးဆန်ရှင်တွေပါပြီးတော့ရှုပ်ရှက်ခတ်လာတာမျိုးတရုတ်ကုမ္ပဏီတွေစစ်ကောက်စီထောက်ခံမှုတွေအပေါ်ဓာတ်ရိုက်ဆန်ရှင်ပိတ်ဆို့နိုင်အောင်ကြိုးစားအောင်ခရိုနီတရုတ်ကုမ္ပဏီတွေတရုတ်ကိုနိုင်ငံတကာဖိအားနဲ့လောက်ခလိုက်မှသူတို့ကစားကွက်စတင်ပြီးပြောင်းလဲလာမှာမဟုတ်ရင်မပြောင်းဘူးဒီတော့တရုတ်ကို ူကနိုင်ငံတကာမှာတအားကြီးပုတ်ပေါ်တာမျိုးမလို့ချင်ဘူးကျွန်တော်တို့နိုင်ငံကသူကမတရားနီးပုတ်ထားတာဆိုတော့ကျွန်တော်တို့ကပုတ်ပေါ်အောင်လုပ်လိုက်နင်းနေဆောင်မှာဖော်ထုတ်ပြတနည်းမဟုတ်တနည်းနဲ့သူတို့ကသူတို့အကြီးမားဆုံးဂံခတ်တာမျိုးဖြစ်သွားလိမ့်မယ်ကြားတကောင်ကိုစိတ်ရှိတာတောင်းကြနေတဲ့ကြားကိုလောင်အိတ်ထဲထည့်လိုက်တဲ့သဘောတကယ်တော့ကျွန်တော်တို့တိတ်ချစဉ်းစားထားမှာကတရုတ်ကိုဆက်ဆက်ရေဖြတ်တာလို့မရဘူးဒါပေမဲ့တရုတ်မပါဝင်ဘဲနဲ့အောင်နိုင်မဲ့ရိုမတ်တစ်ခုကိုအမေရိကန်ရှာအောင်မှာ yes or no တရုတ်အကူကြီးတရုတ်မပါမရတဲ့တရုတ်ကဟိုဘက်ဒီဘက်ပါနေလို့မရဘူးတရုတ်မပါနိုင်တဲ့တရုတ်မပါပဲကိုဘတော့ကိုအောင်းနိုင်မဲ့ room map ရှာအောင်အဓိကတရုတ်ရဲ့အရေးလက်အောက်ခံမရှိတော့တဲ့အခါမှာမြန်မာလက်နက်ကိုက်တိုင်းရင်းသားတွေဟာတိုင်းရင်းလက်နက်ကိုက်တော်လာရေးဟာလာပါတဲ့အောင်ပွဲအဆုတ်တက်ခြင်းကို တကယ်ရောက်နိုင်တယ်ဘာလို့ဆိုရင် तू ကပေးနေတော့ဦး တရုတ်ရဲ့ထောက်ခံမှုကိုဖျက်တောက်နိုင်မဲ့ dependency မမီခိုတဲ့အခြေအနေဆွဲအားနဲ့တော်လိုက်ရင်တကယ်ရှိဖို့လိုတယ်။အော်တကယ်ရောရှိပါမလားဆိုစဉ်းစားစရာဖြစ်လာပြန်ရော။ဘာဖြစ်လို့ဆိုရင်အဲ့လိုရှိဖို့ဆိုရင်အပြည်ပြည်ဆိုင်ရာကထောက်ခံဖို့လိုတော့ဘူး။နော်အပြည်ပြည်ဆိုင်ရာရောတရုတ်ကိုမမီခိုတော့ဘူးအပြည်ပြည်ဆိုင်ရာထောက်ခံမလားဆိုမေးရင်လည်းမထောက်ခံသေးပါဘူး။ဒါပေမဲ့မရှိတော့ထထဲတော့ပုံပြီးမရှိနိုင်တာသိချပါရတယ်။ တရုတ်ကိုဖျက်တောက်လိုက်တဲ့အခါမှာ Western Bloc လို့ခေါ်တဲ့ American EU ကတွေတော်လာရေးကို ပို့ပြီးထောက်ခံလာလိမ့်မယ်ဆိုတာမျိုးမျောလေးလို့မရဘူးတော့အပိတ်ချရအဲ့တော့တရုတ်ကိုမကူကွယ်မအားကိုးဘူးဖျက်တောက်လိုက်မယ်ဒါပေမဲ့အနာကထောက်ခံလာမလားဆိုရင်မထောက်ခံလာပါဘူးပြီးတော့မျောလေးထားလို့မရဘူးတရသေးဘာဖြစ်လို့လဲတရုတ်နဲ့အားပြိုင်ဖို့ဆိုတော့အနောက်နိုင်ငံတွေရဲ့ညီနိုင် မှုညီနိုင်မရှိတဲ့ရည်ရွယ်ချက်ဘလို့နည်းနဲ့မှအလွယ်တကူနဲ့အားပြိုင်မှုမစင်စားဘူးအနောက်နိုင်ငံတွေတော်လိုင်းရုပ်အားပေးတာတရုတ်ကို ထိခိုက်အောင်လုပ်ဖို့မဟုတ်ဘူး yes or no ကြောက်တာလေးမကြောက်တာလည်းမဆိုင်ဘူးနော်အနောက်နိုင်ငံတွေတော်လိုင်းရုပ်ထောက်ခံတဲ့အားပေးတယ်တရုတ်ကိုထိခိုက်အောင်လုပ်ဖို့မဟုတ်ဘူးသူတို့ရည်ရွယ်ချက်က geopolitical containment ခေါ်တဲ့ထိ ंछ ုံမှုတစ်ခုလိုချင်လို့ တရုံနဲ့တကယ်တကယ်ဖိုင်ယာတော့မယ်ဆိုရှုပ်ဆုပ်ချင်တဲ့ဆုပ်သွားမှာပဲလေရှောင်ချင်တဲ့ရှောင်သွားလိုက်တယ်အဲ့လိုမျိုးဒီတော့တရုတ်ကိုဖျက်တောက်လိုက်ပြီးအနာဝင်လာဝင်လာဆိုခေါ်လို့လာချင်မှလာမှာဟုတ်လားဘယ်သူမှလာလို့လေအာအေးရဒီတော့မြန်မာပြည်ဟာသူတို့အတွက်တရားဝင်တဲ့ဒီ strategic point တစ်ခုလိုပဲရှင်းရှင်းပြောရတော့အကျိုးမျှော်ပြီးပဲလာမှာလို့တို့လို့ရွှေ့လို့ရတဲ့အကွက်ဖြစ်ရင်တော့လာချင်လာမယ်မဟုတ်ရင်တော့မလာဘူးပြီးတော့ မြန်မာပြည်သူတွေအသက်ဟာကုလားတို့ UN တို့ကြားတယ်လို့အော်နေသူတို့တက်ကစစ်တူရင်ဘွဲဘွားတာမန်ပွန်ရုပ်လေးလေးဘာမှတော့မဝင်ဘူးသူများလိုက်အောက်ကိုနေလို့မရဘူးနောက်တစ်ခုကအရှိတအာရှထဲမှာလဲတရုတ်ကိုကြောင်းနေတဲ့နိုင်ငံတွေလည်းရှိသေးတော့ပဲအများကြီးပဲမတည်မြဲဘူးကျွန်တော်တို့ကလိုက်အောက်ကိုနေလို့ကိုမရတာထိုင်းပြည်နဲ့လာအိုးအဲ့ဒါတွေကတရုတ်နဲ့စီးပွားရေးပေါင်းဖက်ထားတယ်ထိုင်းကတရုတ်ပစ္စည်းเนาะ အဓိက60ရာခိုင်နှုန်းကျော်မီခိုနေတယ်ဗီယက်နမ်တရုတ်ဆက်ရုပ်တွေအတော်များတယ်ဒီတော့မြန်မာတော်တာရေးကိုတရုတ်နဲ့ပြိုင်ဖို့အာဆီယံဘလော့ပုံးလို့မရဘူးအနောက်နိုင်ငံရဲ့ဘလော့မျောလို့မရဘူးသူတို့တကယ်အားပေးဖို့မရှိဘူးမေးကြည့်ပါလားမေးဦးမေးခွန်းထုတ်ကြည့်တယ်မရှိဘူးအနောက်နိုင်ငံကနေအေအေတို့လက်နက်ခဲရပါညာဇင်းကြံဆိုတာကအကျိုးတစ်ခုခု ရှိလို့လာတာဒီအင်္ဂလာပြည်နယ်အော်မှာရေဓာတ်အခြေဆိုင်စခန်းလို့ပါလို့အကျိုးရှိလို့လာတာ စောင်းလို့အဲ့ဒါတော့အသိချရတယ်သူတို့ကိုပိုင်စီပွားရေးအကျိုးစီးပွားအတွက်တရုတ်ကိုစမ်းကျင်ဖို့ချင်းမဲ့အပိုင်းတွေအများကြီးရှိတယ်ဝန်လေးနေကြတာမျိုးဖြစ်ချင်းဖြစ်မှာပဲဒီတော့တရုတ်ကိုကျွန်တော်တို့ကဖျက်တောက်မယ်အနောက်ကိုမျောဖို့မစင်စားဖို့ပြောတာဖျက်တောက်မှုကိုတရုတ်ကိုဖျက်တောက်မှုကိုတရုတ်ကတိပြီးတားဆီးလိုက်ရင်ဘာဖြစ်မလဲ အပြစ်ပေးတာတွေမဟုတ်သုံးမဟုတ်အာနော်နောင်ကျင်သွားအောင်သုံးမောင်းမဲ့လို့ပါလို့တရားအေအိုပြစ်ဆော့ပေးတာတွေမျိုးအဲ့ဒီအစားတရုတ်ကတိုက်ခိုက်ဖို့တရားကြံစည်လာနိုင်သေးတယ်တတိထားမှာကအစိုးတော်တွေတွေးတော့ပေါ့ဒီတော့နံပါတ်1 proxy response လို့ခေါ်တယ်တရုတ်ဟာဓာတ်ရိုက်မတိုက်ခိုက်ဘူးထိချုပ်ထားတဲ့ AAO တွေသုံးမဲ့ UWSA တို့သုံးလာတော့ပဲလေ last show last show view ဟာမှာပြီးတော့ MDAA TRAA UWSA APRCC အတော့ချပြီတော်လိုက်နဲ့မိနေတယ်တိုးဝင်လာစေနိုင်တယ်ဒါဟာမြန်မာပြည်ရင်းစစ်ကို အခြားပုံစံတစ်ခုဖွဲ့စည်းပြီးတော့ချိုးဖောက်လာတာနော်ရခိုင်တို့ကယားတို့ရှမ်းမြောက်တို့တရုတ်ဆိုင်အင်နမီတွေရှိနေသေးတဲ့အတွက်သူဟာရေရှည်မြုပ်အာမြုပ်ထားနိုင်မဲ့ကစားကွက်တွေကိုဖန်တီးလာနိုင်တယ် ပြီးတော့မြန်မာနိုင်ငံရဲ့ပြည်တွင်းပဋိပက္ခနိုင်ငံတကာကြိုးဆွဲချက်တွေရကစားကွင်းဖြစ်သွားနိုင်မယ်ဟိုကလည်းဆွဲဒီကလည်းဆွဲနဲ့ကျွန်တော်အဲ့မီထရှုခံရလိမ့်မယ်နံပါတ်1ကအနှဲငယ်အကြမ်းဖက်ခွဲခြားမှုပြောပြမယ်တရုတ်ကအကြီးကျယ်စည်ရေးမလုပ်ဘူးကျွန်တော်တို့ဒေတာတွေတင်းမှမှုတိုးစေဖို့အထိအကျအလုပ်တယ်ဥပမာဘင်္ဂလားဒေ့ရိုဟင်ဂျာပင်ဂါလီပြန်ပို့အရေးသူပါဝင်နေတယ်အဲ့ဒါပြဿနာရှာလာပြီးတော့စီးပွားရေးအရေးပါတဲ့နယ်မြေမှာ အာယုံနောက်အောင်ပြဿနာတက်အောင်၆၆အောင်ပြုလုပ်တာမျိုးလုပ်လာနိုင်တယ်အေအေတို့မှဒီကော်ရီဒါတော့ဖိုင်အောင်မျိုးနော်ရှိုးဝဲမဟာပြူအောက်မှာသူရဲ့လမ်းကြောင်းအကွက်တွေရှိတယ်တအားတတိထားမှာဒါဟာမမြင်နိုင်တဲ့ရန်သူရင်ဆိုင်ရတာပိုခက်တယ်မြင်နေရတာတော်သေးတယ်သူတို့ကထင်သာမြင်သာမရှိဘူးကျွန်တော်တို့ကမတီမငိဖြစ်အောင်အမြဲတမ်းမီးမွေးနေလိမ့်မယ်ဘင်္ဂါလီတွေလောက်တလို့အဲ့ဒါခု စီးပွားရေးလာလုပ်လို့ရတယ်ဆက်မှုစုပ်တွေမီးဖြတ်ထားလိုက်ဘယ်လိုလုပ်မလဲအဲ့ဒါတွေဖန်တီးလို့ရတယ်အမေကအငလေးမှာတက်လုပ်ပြလိုက်လို့ရသေးတယ်အဓိကတယူပို့ဆောင်ရေးလမ်းကြောင်းတွေမှာကြခဏပိတ်ဆို့အောင်သူလှုပ်ချင်ရင်လှုပ်လို့ရတယ်တအားသတိထားမှာဒီတော့အကောင်ဆုံးမဟာပြူရအဖြစ်ကကျွန်တော်ခုနပြောသလိုတရုတ်မပလဲအောင်နိုင်မဲ့ရူမက်တရုတ်မပပဲအထောက်ပံ့ပေးရရမလား ဒေါ်လာရစ်ကို1ကွန်မန်တာအနည်းဆုံးဒေတာတစ်ခုရဲ့1ကွန်မန်တာတော့တိစားဖို့လိုတယ်။ဒါဟာခိုင်မြဲတဲ့ဆာဗာလိုမျိုးပဲသတင်းပေးပို့မှု အချင်းချင်းဆက်ဆက်တဲ့မဟာဗျူဟာတွေဥပမာအလက်ပိုင်းမှာဆိုရင်1ကွန်မန်တာမရှိဘူး။နော်1ကွန်မန်တာရှိရယ်ဟိုမှာလည်း1ကွန်မန်တာရှိရယ်1ကွန်မန်တာတွေစုစည်းပြီးကိုအောက်ကိုကိုပြီးရှေ့ဆက်ရမှာကိုရထပ်ပိုက်ရခွင်းဆက်ကိုကို အချင်းချင်းပြန်လည်အမိပြုတ်ပြီးတော့သွားမှာဒါဟာတရုတ်နဲ့ကင်းလွတ်အောင် လုံးမသာရေရှည်တည်တမ်းမှာတယောက်ကတည်တမ်းဖောက်ပြီးမိခိုလိုက်ရင်တော့အဲ့ဒါပြက်ပြီပဲပတူကမအောင်မကိုပဲနဲ့ကိုချီတော့ပေါ့ရက်တည်နိုင်မှာတကယ်လွတ်လပ်မှာကျွန်တော်တို့အစိုးရတွေဘာတွေအခုဆိုရင်ပါလဲပြည်ပောက်ပြေးပြီးတော့အားကိုရှာတယ်။အိုးတော်လာကြီးအစိုးရဖြစ်အတိမတ်ပြုပါကုညီပါပြည်သူဘုံချမ်းနေပြီကဲပါယူပါအဲ့ဒါအစိုးရမဟုတ်ဘူးကိုယ်တိုင်လုပ်ရတာအစိုးရဆိုတော့ကိုယ်တိုင်လုပ်ပြရတာ နံပါတ်1ကအဲ့ဒီ China Fishing ဒီတရုတ်နယ်စပ်တစ်လျှောက်မှာတော်လိုက်တက်ဖွဲ့တွေကိုနေမြေသွားထိချုပ်လာမျိုးမဟုတ်ပဲနဲ့အပြေးမြန်တဲ့မိုဘိုင်းအဖွဲ့တွေလေလုံချုံရေးအဖွဲ့တွေမျိုးတိဆောက်ပြီးတော့ရွှေလျားမြန့်အောင်လုပ်ပြီးထိလို့ရတယ်တရာ9မိုင်တဝိုက်မှာမူဆက်တဝိုက်မှာပေါ့အေးအေးလို့ရှိသလိုအများကြီးပဲလေဗျအဲ့ဒါမိုဘိုင်းအဖွဲ့တွေထိနေတာရုတ်တရက်တော့စေရေးရပတ်သက်မှုမရှိဘူးပေါ့ဗျချိတ်ဆက်မှုမရှိဘူးဒါပေမဲ့ဖန်တီးထားတဲ့အဖွဲ့ရှိတယ် တယောက်ဟာမျက်စိတားထောက်ကြည့်နေတော့မိုးလို့အဲ့ဒီအောက်ကနေလွန်မြောက်အောင်နေထိုင်သွားလာပြီးလှုပ်ဖို့လိုတော့ပြောချင်တာသူကကြည့်နေမှာလေကျွန်တော်တို့ဒီတော့ပပနဲ့နဲ့လေးသွားအောင်ပါသူတို့ရဲ့အာယုံဆိုင်မှုကိုရှောင်ရှားရင်းတံပြန်တိုက်ခိုက်ဖို့လိုတယ်ဒါဟာစစ်ကစားတဲ့အခါရန်သူရဲ့အာသချက်ကိုရှောင်ပြီးကိုယ်အာသချက်ကိုအတုံးချတာမျိုးတူတူပဲအာသချက်ဖြစ်အောင်လို့လှုပ်ထောင်းဖို့လိုတယ်နောက်တစ်ခုကကျွန်တော်တို့တအားအရေးကြီးတာမေ့နေတာ group က narrative ownership เนาะကျွန်တော်တို့တရုတ်ကို destabilizing လို့ခေါ်တယ်ဒီမတိမငြိဖြစ်အောင်လုပ်နေလူဆိုပြီးတော့ UN တို့ ASEAN EU BBC CNN အများနာအဆက်မပြတ်ပြောဆိုနေဘူးလို့တယ် narrative များများသွင်းပြီးအာအာနေထိုင်သွင်းနေတာတရုတ်မှာရှိတယ်ဝါဒဖြန့်ချီတီးတန့်ဖြန့်နေတာဘာမှမဟုတ်ဘူးတီးတန့်เนาะသူက ရာထူးအစင်းလိုက်ရှိတဲ့ဘူကြီးဘူမှုဒါငငယ်လေးလေးပဲသိအမျိုးသမီးတွေရှိတယ်တွစ်တာမှာတွေးနိုင်တယ်အင်္ဂလိပ်လိုပဲမွန်နေအောင်ဝါရဖြန့်နေတာဘာမှမဟုတ်ဘူးပြန်ပြီးတော့အကြောက်ထက်နေပြီသူတို့ဟာတွေကဒါဟာတအားအရေးကြီးတယ် narrative က digital တိုက်ပွဲမှာတအားလို့အလာပြီလက်နဲ့ကပ်ပြီးတိုက်ရတဲ့ပွဲတွေနဲလာပြီနောက်ပိုင်းမှာဒီတော့နော်ကိုပုတ်ရဲကိုတစ်ဖက်ကနေပြီးတော့ဇာကြောင်းဖော်တော်တို့တစ်ဖက်ကနေပြီးတော့ကိုရဲ့သမိုင်းဟောင်းတွေပြန်ပြီးတော့ပုံစံအစ်စ်နဲ့ မက်ဆေ့ပေးပို့တာတို့ပြည်သူတွေကိုမျက်မျက်ထိတွေ့ပေးနေဖို့လိုတယ်တယောက်ကအဲ့လိုတအားလုံးလားသူကောင်းနေဆိုတဲ့အကွက်ပဲအဝီချက်မှဆိုမြင်မကောင်းကျွန်တော်ပြောပြီးပြီပဲဟိုမှာကြောက်ကြောက်လောက်ဝင်နေတဲ့မိကလေးဆိုတာဟာအမြဲတမ်းလုံနေတာပဲချစ်စရာကောင်းတယ်တို့ဖော်ရွေတယ်တို့ဘာတို့အဲ့လိုမျိုးသူကသူအာရုံလွဲအောင်ပေါ့ဗျာဒီတော့တန်ခဲတမခဲအသက်မဟာပြွာကိုပရယ်လယ်လောက်ရမှာတယောက်နဲ့တုံးဖက်ဆက်ဆံရေးချိုးရမှာအဲ့လိုနိုင်အဲ့လိုချိုးဖောက်ပြီးတော့ပီဆိုဗလာဆိုတော့လဲ သူ့တော့လှုပ်လို့ကိုကပြန်ပြီးတော့အလုတ်ခံရမလားဆိုတော့ပြန်မေးခေါ်ထုတ်ဖို့လည်းလုပ်တယ်အဲ့ဒါကောင်တာနေရစ်တစ်ဒီတော့အမှန်တရားကိုကဘာကိုတိအောင်တင်ပြဖို့ဟာမီဒီယာနေရစ်တစ် global media narrative အင်္ဂလိပ်လိုနဲ့ပြန်ပြပြောပေးဖို့လုပ်တယ်နော်ဟိုတစ်ဖက်လက်နဲ့ပြောလိုက်တစ်ခုခုအပေါ်မှာအခြေခံပြီးပြောလိုက်အာ keyword နော် topic တစ်ခုတီးပြီးပြောလိုက်ပြောနေဖို့လုပ်တယ်ဒီတော့သူတို့နိုင်ငံတကာပုံရိပ်ကိုသူတို့ဟာပုံရိပ်အကောင့်မဲ့သွားတင်ဖို့တော့ ကျွန်တော်တို့ကပုံရိပ်ကိုဝေဝါအောင်ပုံရိပ်မကောင်းအောင်ပြောလို့ရတယ်အဲ့ဒါဟာတရုတ်ရဲ့အခီလီဖနာပဲဘာလို့ဆိုစူပါပါဝါနိုင်ငံကြီးငါတို့ကအရှိတောင်အာရှတောင်အာရှဒါဒီအာရှတိုင်းမှာငါတို့ဥဆောင်ပြီးတွားနေတယ်မြင်လားအနာကနေပြီးတော့မင်းတို့ဟာဒါမျိုးဖြစ်နေတယ်ဆိုပြီးလိုက်ပြီးတော့ဖောက်ပေးနေတာမျိုးကပတ်အမြင်ကိုပြောင်းလိုက်ရင်ကြီးမားတဲ့နိုင်ငံကြီးအောင်ပွဲထိတိတ်ရနိုင်တယ်ဒါအရေးကြီးတယ်လက်လျှူရှုလို့မရဘူးအဲ့စဉ်းစားကြည့်ပါ နော်စဉ်းစားကြည့်ပါတရုတ်ကိုအဲ့လိုမျိုးဂလန်ကဆန်လောက်တာလို့ချိုးဖောက်လိုက်လို့အနောက်ကလည်းမင်းတို့မကူညီဘူးကျွန်တော်တို့မကူညီဘူးဆိုပြီးတော့တွားလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲတရုတ်ကောက်ကဘယ်လိုပြန်တော့ပြန်လာမလဲ APNCC တက်ခါရေးအကူအညီပေးလာမလားစစ်တပ်ကိုပို့ပြီးပံ့ပိုးပေးလိုက်မလားနောက်အနောက်ဘက်ကနေပြီးတော့တစ်ဖက်လက်နဲ့ဝါဒဖြန့်မလားဥပမာဒါအမေရိကန်ကအကူအညီနေပြီးစစ်ရေးဖွဲ့တွေလာပြီဆိုတော့အဲ့ဒါတရုတ်ကတစ်ဖက်လက်နဲ့ဝါဒဖြန့်နေတာအိန္ဒိယဘင်္ဂလားဒေ့ဘက်မှလေး အဲ့လိုမျိုးဟာတွေရောဒီမိုကရေစီပုံမှာအမျိုးမျိုးပုံစံဖျက်တာတို့နော်ရိုဟင်ဂျာပင်ကတိအရေးအိုးမီးမွေးတာတို့အဲ့လိုမျိုးဟာမျိုးမလိုလားအဲ့တဲ့ပြဿနာတွေပိုရောက်လာနိုင်မလားဆိုတာလည်းတွေးရသေးတော့စဉ်းစားကြည့်ပါကျွန်တော်တို့ဟာကိုဘာလုပ်နေရဆိုတော့တရုတ်သွားပြီးတော့ဖော်ပြနေတာလည်းမဟုတ်ဘူးကြွားနေလို့လည်းမရောက်ဘူးနော်ကိုလုပ်နေရတရုတ်ကအပြင်မှာအဲ့လိုတိုက်ခိုက်နေပါပြီဆိုတော့ကြွားဖို့ဟာပြီးတော့လုံးလို့လုံးဝမရဘူး မြန်မာပြည်ထဲမှာတရုတ်ရဲ့ချင်းငွေတွေစီမံကိန်းတွေကိုမြန်မာပြုလောက်တာဖျက်တာပဲဆိုဆိုအပေါ်မှာတော့လောကတင်းမလို့မရောက်တရုတ်နဲ့ဆက်ဆက်ရေးရအောက်ပိုင်းမှာတော့ဖျက်ချင်းဖျက်ဒီတော့အားရတော့ brand တော့လောက်လို့မရောက်ဘူးဗျာနော်ထိရောက်တဲ့ strategy view ဟာလည်းဖျက်တော့မှာအပေါ်မှာတော့ရန်ဖြစ်နေလို့တော့ကြိုင်မှာသူကဒီတော့အပေါ်မှာတော့တရုတ်ကအင်းနီနာချင်းဘာညာတလကခေါ်ရင်သွားလိုက်တယ်အောက်မှာတော့အခု တောင်တောင်နထိုးကြီးမြင်းချမ်းမှာတရုတ်တပ်အောက်ပစ်ဆက်ရုပ်အရှိန်မြင့်တဲ့ဆက်ရုပ်တွေကိုထိထုတ်သိမ့်ပိုက်နေတာမျိုးတွေပေါ့အဲ့ဒါမျိုးဟာအဲ့ဒါနော်အောက်ပိုင်းမှာမကြွားဝဘဲနဲ့ငါတို့ဒါလုံးမယ်ဆိုပြီးမပြောဘဲနဲ့လုံးနေတာပဲတိုက်တော့လည်းကြည်လေဗျာ BRI နဲ့အဲ့လိုပဲဒါဆိုနှစ်ဆက်ခွန် BRI ဟာမူဆယ်နဲ့ကြောက်ဖြူကိုထိပိတ်တာပဲလေညအဲ့ဒီကနေတဆက်မဟာဗျူဟာမြောက်ထိချုံမှုယူရမှာအနောက်ကလည်းတော်လိုင်းကြီးဟာတရားမျှတမှု ိုညွန်လင်းဖို့မဟုတ်ပဲနဲ့အနောက်ကတော့ဟိုအနောက်ဖက်အကောင့်ကြီးကလာတဲ့ခါကျရင်လာတတ်တယ်ပြီးတော့ပေးတဲ့ဟာအတုတ်တဲ့အောင်ပုံဖော်နိုင်ဖို့ပဲလိုတယ်သူကလာတဲ့ဟာကိုကိုယ်တက်အတုတ်တဲ့အောင်ဆွဲထက်မရပေးလာမယ်ဆိုလည်းယူရှင်းရှင်းပြောရင်ဘယ်နိုင်ငံမဆိုမျက်နှာဖုံးတွေကိုစီကိုစီရှိတယ်ကျွန်တော်တို့လည်းမျက်နှာဖုံးတွေကိုစီကိုစီထားဖို့လိုတယ်ဟုတ်လားအာတရုတ် ပိုင်လိုက်ဖြည့်စည်းလိုက်ဆိုသွားလိုက်မယ်ဟိုကနေလာပြီးတော့ပြေးရိုက်လိုက်မယ်ပြီးတော့ဒီဟာကိုချောက်ရမယ်ဆိုရင်နော်ကျွန်တော်တို့ဟာတစ်ခါကြရင်လုံးနေတော့အကြွားတယ်တစ်ခါကြရင်အလောက်ကမရှိဘူးအကြွားကများနေတယ်အဲ့လိုမရမရဘူးအခုညိုတဲ့တအားမြော့တယ်ပြီးရင်လည်းဘသူဝါရားဖြတ်နေတယ်မသိဘူးအေးတကယ်လှုပ်လို့ဝါရားဖြတ်ရတော့တမျိုးတကယ်မလှုပ်ဘဲနဲ့ဝါရားဖြတ်ပြီးတော့ជីជីကျကျတက်ပြောနေရင်တော့အဲ့ဒါငပိုးလို့ပြောမှာပေါ့ဒီတော့ ိုကလှုပ်ရှားရှိတော့ထိထိရောက်လှုပ်တရုတ်နဲ့လည်းဆက်ဆံအောင်ပါပဲကျွန်တော်ပြောပြပြီးမဆက်ဆံလို့လှုပ်အောင်မရဘူးအမေရိကန်ကဝေးသေးတယ်ဒီမှာနီးနီးလေးဒီတော့ချောက်ရမယ်ဆိုရင်နော်တရုတ်ကိုကျွန်တော်တို့ဂလန်ကဆန်လှုပ်တရုတ်ရဲ့စီမံကကောက်ကဲမှုတွေကိုချိုးဖောက်မယ်အဲ့တော့သူတတိထားရမယ်အကြီးဆုံးအရေးကြီးဆုံးအရာဟာအနောက်ကိုမမြော်မိဖို့နဲ့အနောက်ဟာကျွန်တော်တို့တကယ်ချစ်တဲ့သူမဟုတ်ဘူးဆိုတာပဲတရုတ်ကိုဂလန်ကဆန်လှုပ်မယ်ဟုတ်လား နောက်ကိုလည်းမမျောနဲ့တော့မိတော့ကိုယ့်အကူလုံအနောက်ကိုမျောပြီးတယောက်ကိုဂလန်ကဆန်လှုပ်လို့ရတော့ဒုက္ခရောက်မှာဘာလို့အနောက်ကမလောက်ဘူးဟုတ်လားကျွန်တော်တို့လုံးနေပုံစံကဟိုအနောက်မှာတော့အောက်ကိုပြီးတော့တရုတ်ကဒါလုံးနေပါလုံးနေပါလို့တရုတ်ကနဲ့အလကားနေပြဿနာအဖြစ်ခံပြီးမြန်မာနိုင်ငံကိုဝင်မခဲ့ဘူး။ဒီတော့ကိုဘသာကိုလုံးကိုဘသာကိုရုတ်ခဲ့အောင် ကိုယ့်အသက်ကိုလည်းလှုပ်လို့ရနိုင်ပါတယ်ဗျအရင်ချင်းတော့ပိုရှိအောင်မယ်ပြီးတော့မိုင်းလည်းခံပေါ့အကွက်ဒါကတေချာလေးတိုက်ပင်ပြီးလှုပ်လို့ရတာပဲပြီးတော့ကျွန်တော်တို့ကတရုတ်ကိုပြန်ပြီးတုတ်ပြမယ်ဂလန်ကစားလုပ်မယ်ထိချုပ်မယ်အာကိုတော့ရှာနေအနောက်နိုင်ငံကိုတော့မရှာနဲ့အနောက်နိုင်ငံဟာကျွန်တော်တို့ခြေလည်းမခြေဘူးကိုလည်းမကိုဘူးသားသမီးလည်းမဟုတ်ဘူးနော်အကောင့်ချင်းလည်းတူတော်မဟုတ်ကျွန်တော်တို့ကတေးသေးလေးတို့အကောင့်ကြီးတွေပြီးတော့လွတ်ထားသူကသူဒါကိုယ့်အသက်ကိုအာ တရုတ်စီမံနေတဲ့ပုံစံကိုမကြိုက်ဘူးတောလာမှဆိုရင်ကိုဘတော်ကိုရောက်အောင်လုပ်အဲ့ဒါဆိုဘာမှမဖြစ်ဘူးအာကိုရှာတို့ကတော့ဒုက္ခဝရောက်မှာအဲ့တော့ပြောချင်းတာဟောနောက်တစ်ခုကတရုတ်ကိုအဲ့လိုမျိုးပုံစံချတာကိုတောလာမှဆိုရင်ကိုအောက်မှာဘလော်ဒီခိုင်မာနေလဲစူးစီးထားတဲ့မြေပြိုနေသလိုပြိုနေလို့မရဘူးရောကျွန်တော်ပြောတဲ့ပုံဘလို့မြင်လဲလောက်တော့တော့လောက်ရမယ်မဆက်ဆက်လို့လည်းမရဘူးအေးတရုတ်ကိုကလကဆာလောက်ပြီးအနောက် အကူရကြီးမျိုးလေးလိုက်လို့လည်းရလာမယ်လို့ဘယ်သူမှမပြောနိုင်ဘူးကိုယ့်အကူလုံးပြောကျွန်တော်ပြောတဲ့အချက်လေးပုံမှာအဓိကအချက်ကကျွန်တော်ကိုဘတော်ကိုနော်ကြွားဝမနေဘဲနဲ့တရုတ်ကိုတွန်းလှန်လို့ရပါတယ်အေးအကြဖက်ခိုင်းတာမဟုတ်ဘူးပိုင်လိုက်ဖောက်ခွဲခိုင်းတာမဟုတ်ဘူးမဟာပြူဟာမြောက်ထိတ်ချုပ်ခိုင်းတာတောင်တောင်နှထူးကြီးမြင်းချောင်ထိတ်တယ်လို့ပေါ့